ီဟီယန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့ဝါရှင်တန်ရဲ့သဘောတူညီမှုမရယူဘူးဆိုရင်ဘုံကျဲတိုက်ခိုက်မှာဖြစ်တယ်လို့အခွန်အထုပ်တွေပြတ်ထန်းသွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမတ်လ30ရက်နေ့မှာအီရန်ကိုချိန်ချောက်လိုက်ပါတယ်အမေရိကန်နဲ့အီရန်အရာရှိတွေဆွေးနွေးခဲ့ကြတယ်လို့ NBC News ကဖော်ပြပေမဲ့နောက်ထပ်အသေးစိတ်ကိုဖော်ပြထားတာမရှိပါဘူး။ အီရန်ကမယုံကြည်ရတဲ့အမေရိကန်နဲ့တိုက်ရိုက်ညှိနှိုင်းမှာမဟုတ်ဘူးလို့ပြီးခဲ့တဲ့သတင်းပတ်မှာပြောကြားပြီးနောက်ထရန့်ကအခုလိုမျိုးပထမဆုံးပြောကြားခဲ့တာဖြစ်ပါတယ်။သူတို့အနေနဲ့သဘောတူညီမှုမရယူဘူးဆိုရင်သူတို့ကိုဘုံကျဲပြစ်မယ်လို့ထရန့်ကတယ်လီဖုန်းနဲ့ဆက်သွယ်ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာပြောကြားခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့၄နှစ်ကအီရန်အပေါ်မိမိပြုလုပ်ခဲ့တယ်လို့မျိုးအရေးယူမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထရန့်ကဖြည့်ဆွတ်ပြောကြားထားတာပါ။တမရထရန့်ကနျူကလ িয়ার သဘောတူညီမှုအစ်တစ်ခုရယူရေးတိုက်တွန်းတဲ့အစာကိုအိုမန်နိုင်ငံကတဆင့်အီရန်စီပေးပို့ခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ဒိုင်းရိုင်းညှိနှိုင်းမဲ့အဆိုပြုချက်ကိုမိမိတို့ပယ်ချလိုက်ပေမဲ့ဒိုင်းရိုင်းမဟုတ်တဲ့ညှိနှိုင်းမှုတွေလုံဆောင်မှုလမ်းဖွင့်ထားဆဲဖြစ်တယ်လို့အီရန်သမ္မတမာဆော့ပီဇာခီရန်နဲ့အီရန်ထိပ်တန်းကောင်ဆောင်အယာတိုလာအလီခါမေနီတို့ကပြောဆိုထားပါတယ်။ထရန့်ဟာသူ့ရဲ့ပထမသမ္မတတက်တန်အတွင်ကမ္ဘာအင်အားကြီးနိုင်ငံတွေနဲ့အီရန်ကြားချုပ်ဆိုထားတဲ့2015နျူကလ িয়ার သဘောတူညီမှုကနေအမေရိကန်ကိုနှုတ်ထွက်စေခဲ့ပြီးပိုကောင်းတဲ့သဘောတူညီမှုရယူသွားမယ်လို့ကြေညာခဲ့တာပါ။ ထရန့်ကအီရန်အပေါ်အရေးယူပိတ်ဆို့မှုတွေလည်းပြုလုပ်ခဲ့ပြီးအဲ့ဒီနောက်ပိုင်းအီရန်ကယူရေနီယံတန့်စင်မှုကိုတားမြစ်ချက်တဲ့အများကြီးပိုလုံးဆောင်လာခဲ့ပါတယ်။အီရန်ဟာနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်ရေးကြိုးပမ်းနေတယ်လို့အနောက်နိုင်ငံတွေကတန်တရားရှိနေပေမဲ့တီဟီယန်ကမိမိတို့နျူကလ িয়ার စီမံကိန်းဟာငြိမ်းချမ်းရေးအတွက်ဖြစ်တယ်လို့သာပြောဆိုထားတာဖြစ်ပါတယ်။